သူတို့ကျွန်တော်ကို အခုပဲတတ်ကြတော့မယ်ကျွန်တော်ဟာငငယ်ကလေးတည်းကစုံတော့ရုပ်ရှင်ဇာတ်ကားတွေကြည့်စုံတော့ဝတ္ထုတွေဖတ်ပြီးသိတဲ့ဘောကြခဲ့ပါတယ်အဲ့ဒီစုံတော့ရုပ်ရှင်တွေဝတ္ထုတွေမှာဇလန်းဆဆချင်းထိတ်စရာလန့်စရာလူတက်မှုတစ်ခုခုဖြစ်ပြီးဘသူတက်သွားမှမသိတဲ့အဲ့ဒီလူတက်မှုကိုစုံတော့ကခက်ခက်ခက်ခဲစွန့်စွန့်ဆဆနဲ့စုံစမ်းထောက်လန့်ပြီး နောက်ဆုံးဘသူမှမထင်တဲ့လူတစ်ယောက်ကို လူတက်မှုတရားခံဖြစ်ဖန်ပြလိုက်ပုံတွေဟာအင်မတန်အံ့ဩစရာကောင်းပြီးဒီရုပ်ရှင်ကြည့်ရတာဒီဝတ္ထုဖတ်ရတာသိအရသာရှိပါတယ်ကျွန်တော်ကြည့်ခဲ့ရသမျှဖတ်ခဲ့ရသမျှစုံတော့ရုပ်ရှင်ဝတ္ထုတွေအားလုံးဟာနောက်ဆုံးမှာဇက်လိုက်စုံတော့ကလူစိုးတရားခံကိုမိအောင်ဖန်ခဲ့တာကြီးပါပဲဒါပေမဲ့အခုကိုရင်စုံတော့အလုံးနဲ့အတံမွေးဝမ်းကြောင်းလာရတဲ့အခါမှာတော့ရာဇဝတ်မှုတရားခံတွေကိုစုံစမ်းထောက်လှမ်းဖမ်းဆီးရတဲ့အလုံးဟာ ရုပ်ရှင်နဲ့ဝိတုတွေတဲကလို့မဟုတ်တော့ပါဘူး။အင်မတန်ပင်ပန်းပြီးအင်မတန်အုံနောက်ချောက်ရပါတယ်။တချို့အမှုတွေမှာဆိုရင်အတော်စိတ်ဆင်းရဲခဲ့ရပါတယ်။ဒီကြားထဲမှာတစ်ခါတခါကိုကနည်းနည်းပါးပါးပေါ့ပေါ့ရော့ရော့ဖြစ်သွားမိတဲ့အတွက်တစ်ဖက်လူမှာအသက်အန္တရာယ်ထိခိုက်တဲ့အထိဖြစ်သွားပြီးဆိုရင် အကြီးကျယ်စိတ်ဆင်းရဲရပါတယ်။အကြီးကျယ်စိတ်မကောင်းဖြစ်ရပါတယ်။ဥပမာကာဟွန်းဆိုတဲ့လူရဲ့အမှုမျိုးဆိုပါတော့ တကယ်တော့ဒီအမှုကိုအမှုလို့တောင်ကျွန်တော်မတတ်မှတ်ချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့အမှုရဲ့လို့သဘောမထားခဲ့ပဲပေါ်ပေါ်ဆဆလုပ်ခဲ့မိလို့ပါ။ပြီးတော့ကျွန်တော်မှာတသက်နဲ့တကူကျွန်တော်ကြောင့်လူတယောက်အသက် ဆုံးရှုံးခဲ့ရတဲ့အဖြစ်ဟာဒါပထမဆုံးအချိန်ဖြစ်ခဲ့ရတာပါ။တမျိုးပြောရရင်ကျွန်တော်ဟာတည်သွားတဲ့လူတယောက်အပေါ်မှာရာဇဝင်ကြွေးတင်သွားရတယ်လို့လဲဆိုနိုင်ပါတယ်။ဒီဇလန်းကိုအစကပြန်ပြောရမယ်ဆိုရင်ဒီလိုပါ။ တညမှာမိတ်ဆွေတယောက်ကကျွန်တော်စီဖုန်းလန်းဆက်ပါတယ်။သူ့နာမည်ကတက်ကရစ်ဒီလို့ခေါ်ပါတယ်။နယူးမက္ကဆီကိုပြည်နယ်အေဘူကာဂူမြို့ကအစိုးရလက်ထောက်ရှိနေတူပါပဲ။ဂါရစ်ဒီဟာအစိုးရရှိနေဘဝနဲ့လက္ခဏာအလုပ်လုပ်ရင်းသူ့ကိုယ်ပိုင် ရှိနေလုပ်ငန်းတစ်ခုဖွင့်ပြီးအမှုတွေလက်ခံလုပ်ကိုင်ခဲ့ပါတယ်။ကျွန်တော်ကမကြာခဏအမှုတွေတော်တော်များများမှာသူ့ကို အကူအညီပေးခဲ့ရဘူးပါတယ်။ အဲ့ဒီညကတယ်လီဖုန်းထဲကနေပြီးဂါရတီကသူ့မှာပြဿနာတစ်ခုပေါ်နေတဲ့အကြောင်းနဲ့အဲ့ဒီပြဿနာကတော့ကာဟွန်းဆိုတဲ့လူတစ်ယောက်နဲ့ပတ်သက်နေတယ်လို့ပြောပါတယ်ဒီမဲ့ကြီးကျွန်တော်တော့အဲ့ဒီကာဟွန်းဆိုတဲ့လူဟာဘယ်လိုလူလဲဆိုတာစဉ်းစားလို့ကိုမရဘူးဂါရတီကဆဆချင်းဗဟေဒီဆန်ဆန်ပြောလာပါတယ်ဒီလူဟာအုံနောက်ချောင်ပြီးစိတ်မနှံ့ပဲဖြစ်နေသလားဒါမှမဟုတ် သူ့လိုကိုလိုလူကောင်းတယောက်ပဲလားဆိုတာကျွန်တော်တွေးလို့မရပဲဖြစ်နေတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုတော့လောလောဆယ်ခဏခဏဒုက္ခလာပေးနေတာအမှန်ပဲ။ကျွန်တော်ယုံငန်းကို မကြမကြလာပြီ။သူ့ကိုတယောက်ယောက်ကတက်ဖို့စူးစမ်းနေရဲဆိုတာပြောပြီးရင်ပြောရင်ဖြစ်နေတယ်။တေးသေးချာချာမေးကြည့်တော့လေ။သူ့ဟာကဘာမှရေးရရမဟုတ်ဘူးဗျ။ကျွန်တော်ကဂါရတီပြောတာကို နားထောင်ပြီးဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ကဘာလုပ်ပေးရမှာလဲ။ ဘာကူညီပေးရမှာလဲအဲ့ဒီလိုပွန့်ပွန့်လင်းလင်းပဲမေးလိုက်ပါတယ်သူပြောပြချက်အရအခုလိုကာဟွန်ဆိုတဲ့လူဟာသူ့ကိုတယောက်ယောက်ကတတ်ဖို့ကြိုးစားနေပါတယ်ဆိုပြီးခဏခဏလာပြောနေတာဟာဘာတခုမှရေးရရခိုင်ခိုင်လုံလုံအထောက်အထားမရှိတော့သူ့အနေနဲ့ဘာမှအရေးမယူနိုင်ပဲဖြစ်နေတယ်လို့သိရပါတယ်ဒီနေရာမှာအလွတ်ဆုံးတော့တယောက်အနေနဲ့ဆိုရင်တော့ဒီကိစ္စကိုလိုအပ်တယ်လို့စုံစမ်းထောက်လှမ်းလို့ဖြစ်နိုင်ပါတယ်အစိုးရစုံတော့တွေ ရဲရရှိတွေမှာကတက်ဆိုင်ရမြို့နယ်ခရိုင်ပြည်နယ်စတဲ့အထက်အာဏာပိုင်အဖွဲ့အစည်းတွေရဲ့တရားဥပဒေစည်းကမ်းတွေနဲ့တတ်မှတ်ပြဋ္ဌာန်းချက်တွေရှိတော့လောက်ရကန်ရတာအလွတ်ဆုံးတော့တွေလားလွတ်လွတ်လပ်လပ်မရှိပါဘူးတို့အနေနဲ့ရာဇဝမှုတစ်ခုကိုကာယကံမြောက်ကျူးလွန်မှသာဖန်စီအရေးယူနိုင်ခွင့်ရှိပါတယ်ခိုင်လုံတိကျတဲ့တက်သေးအထောက်ထားမရှိပဲလူတယောက်ကိုအချောက်တိုက်သွားပြီးခမည်းလူတတ်မှုကျူးလွန်မလို့ကြံစည်နေတယ်မဟုတ်လားဆိုပြီး ဟန်းလို့စီးလို့မရပါဘူးဒီလိုလုတ်ခွင့်မရှိပါဘူးအဲဒါပဲမဲ့အလို့ဆောင်တော့တယောက်အနေနဲ့ကတော့ဒီနေရာမှာအစိုးရဆောင်တော့တွေရဲရရှိတွေထပ်ပို့ပြီးလုံနိုင်ကိုင်းနိုင်ပါတယ်ကျွန်တော်ကိုတယောက်ယောက်ကတက်ဖို့ကြိုးစားနေပါတယ်အဲ့ဒီတယောက်ယောက်ထဲမှာဒီလူဒီလူတွေကိုကျွန်တော်မသိငါပါဘူးဒါကြောင့်ဒီကိစ္စအမှန်တိုင်းသိရအောင်စုံစမ်းပေးပါ ကျွန်တော်ကို အသက်မခံရအောင်ကာကွယ်ဆောင်ရှောက်ပေးပါဆိုပြီးအလို့ဆောင်တော့တယောက်ကိုသွားအကူညီတောင်းခံရင် အဲ့ဒီအလွတ်ဆုံးနောက်ကအကူညီပေးပါလိမ့်မယ်။ပေးလဲပေးနိုင်ပါတယ်။ဒီလိုကူညီနိုင်တဲ့ခွင့်ရေးလဲအလွတ်ဆုံးနောက်တွေမှာရှိနေပါတယ်။အလွတ်ဆုံးနောက်တွေရဲ့အဓိကလုပ်ငန်းကလည်းဒါတွေပဲမဟုတ်လား။အဲ့ဒီတော့အခုကာဟွန်းဆိုတဲ့လူရဲ့အမှုမှလည်းဒီသဘောပါပဲ။သူ့ကိုတယောက်ယောက်ကတတ်ဖို့ကြိုးစားနေတယ်ဆိုတာအလွတ်ဆုံးနောက်တယောက်အနေနဲ့ကျွန်တော်ကစုံစမ်းထောက်လှမ်းပြီးလိုအပ်ရင်ကာကွယ်ပေးဖို့ပါပဲ။ကျွန်တော်မိတ်ဆွေဂါရတီက ကျွန်တော်စီဖုံးဆက်ပြီးအကူအညီတောင်းတာဒီကိစ္စပါပဲ။ဒါပေမဲ့သူ့ပြောပြချက်အရကာဟုံးမှာဘာတစ်ခုမှခိုင်လုံတဲ့ထောက်ထားမရှိတော့အုံနောက်ချောင်ပြီးသူ့ဟာသူအကြောက်လွန်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီကာဟုံးဆိုတဲ့လူကိုအပါဆိုမျိုးကအလို့ဆောင်တော့ဂျီယာမီနဲ့ဆက်သွဲပြီးဒီအမှုအတွက်လိုအပ်တဲ့အကူအညီတောင်းပါလို့ကျွန်တော်မိတ်ဆွေဂါရတီကလမ်းညွှန်လိုက်ပါတယ်။အဲဒါကြောင့်မကြခင်ကျွန်တော်စီကကာဟွန်ကဆက်သွဲလိမ့်မယ်လို့ဂါရတီကပြောပါတယ် ခမားစီကို तू ကလှမ်းဆက်လို့ तू နဲ့တွေ့ပြီးရင်အကျိုးကြောင့်ဘလို့ဆိုတာကျွန်တော်ကိုပြန်ပြောပါဦးကျွန်တော်မိတ်ဆွေကထပ်ပြီးမှားနေပြန်ပါတယ် तू ပြောတဲ့စကားတွေဟာအမှန်ပဲလို့ခမားစီတွေကယုံကြည်နေလို့လားကျွန်တော်ကမေးကြည့်လိုက်ပါတယ်အဲ့ဒါအတိအကျမပြောနိုင်လို့ခမားကိုဒီအမှုလွှဲလိုက်တာဗောဗျာဒါတော့ခမားကိုပိုင်ညာနဲ့ဆုံးဖြတ်ပေါ့ကျွန်တော်မိတ်ဆွေစီကအဲ့ဒါလို့ဖုန်းဆက်ပြီးဘာမှမကြားလိုက်ပါဘူးနောက်တနေ့မနက်7:00နာရီလောက် ကျွန်တော်ရုံးခန်းမှာရှိနေတော့အတွင်းရေးမှုမာလီဂျွိုက်စ်ကမစ္စတာကာဟွန်းဆိုတဲ့လူတစ်ယောက်ဆရာနဲ့တွေ့ကျင်လို့ဖုန်းဆက်နေပါတယ်လို့သတင်းပို့လိုက်ပါတယ်။ဒါနဲ့ကျွန်တော်ကလည်းဖုန်းလိုင်းဆက်ပေးဖို့ဂျွိုက်စ်ကိုပြောလိုက်ပါတယ်။အခုစကားပြောတာမစ္စတာအာမီလာကာဟွန်းရဲ့အတန်းပါပဲ။ကျွန်တော်တို့သူတို့တတ်ဖို့စူးစမ်းနေတယ်ဆိုတာခင်ဗျားသိတယ်မဟုတ်လား။ကာဟွန်းဆိုတဲ့လူဟာဆိုင်းမစင်ဘုံမစင်ပဲ။ ကျွန်တော်ကိုဒဲရိုကြီးပြောလိုက်ပါတယ်။ဒါပေမဲ့ तू ပြောတဲ့လေတံကတိတ်ပြီးအရေးတကြီးလေတံမျိုးတော့မဟုတ်ပါဘူး။ဒီနေ့ဘာနေ့လဲခမားတီလားလို့မေးတဲ့လေတံမျိုးခက်အေးအေးခက်မှန်မှန်ပါပဲ။ဒါနဲ့ကျွန်တော်ကသူ့ကိုတတ်ဖို့စူးစမ်းနေတယ်ဆိုတဲ့သူတို့ဆိုတာဘသူတွေလဲလို့မေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်မသိလို့ခမားကိုစုံစမ်းပေးစီချင်တာပေါ့။သူကဒီတခါတော့လေးနဲ့တဲ့အတန်းနဲ့ပြန်ပြောလိုက်ပါတယ်။ အဲ့ဒီတော့ဒီလူတွေဟာဘသူတွေဆိုတာခမားစုံစမ်းပြီးဒီလူတွေရဲ့အန္တရာယ်ကကျွန်တော်ကိုအစွမ်းကုန်ကောက်ွယ်ပေးစီခြင်းနဲ့ဒီလိုတော့လေသူဟာတကယ်လူကောင်းတစ်ယောက်ပဲလို့ကျွန်တော်တွေးလိုက်မိပါတယ်ဖြစ်နိုင်တာကသူဟာအကြောင်းတစ်ခုခုကြောင့်သူဟာသူအကြောက်လွန်ပြီးစိတ်သက်ခြောက်ခြားနေတာများလားလို့စဉ်းစားကြည့်မိပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အမေရိကမှာတချို့လူတွေဟာသူတို့ပြဿနာနဲ့သူတို့ မလုံမလဲဖြစ်ပြီးသူတို့အိမ်ကတယ်လီဖုန်းကို CIA ကကြားဖြတ်ပြီးနားထောင်နေတယ်လို့ပြောလို့ပြောသူတို့သွားလိုက်ရနောက်ကို FBI ကပဲတကောက်ကောက်လိုက်နေတယ်လို့လို့ KGB ကပဲရှဲလို့လုပ်နေတယ်လို့လို့ဒါမှမဟုတ်မာဖီးယားဂိုင်းတိုင်းကပဲသူ့ကိုအပြောင်ရှင်းမှုစရင်တို့ထားတယ်လို့လို့အထိတ်ထိတ်အလန့်လန့်နဲ့အမဲတစီသွေးတွေခြောက်ချားနေတဲ့အမေရိကန်တွေအများကြီးရှိပါတယ်ဒါပေမဲ့တကယ်တကယ်တော့ဒါရီယာဘာတစ်ခုမှမရေးရပါဘူးဘာမှချီချီမြင့်မြင့်အထောက်ထားလည်းမရှိပါဘူး တတမဲကိုအရေးကို ကိုပြန်လန့်နေကြတာပါ အခုမစ္စတာကာဟွန်းလဲဒီလိုလူစားမျိုးတွေကပဲလို့ကျွန်တော်ထင်မိပါတယ်ဒါထက်မစ္စတာကာဟွန်းခမည်းခုစကားပြောနေတာဘဲရလဲကျွန်တော်အိမ်နားမှာရှိတဲ့တယ်လီဖုန်းယုံတွေကပြောနေတာပါကျွန်တော်မှာတယ်လီဖုန်းမရှိပါဘူးဒီလိုဆိုရင်တော့သူဟာတယ်လီဖုန်းတစ်စီအချောက်ခံနေရတယ်လို့မဟုတ်ဘူးဆိုတာသိကြပါတယ်ဒါနဲ့ကျွန်တော်ကသူ့ကိုအဲပါဆိုမျိုးကိုလာပြီး ကျွန်တော်နဲ့တွေ့ဖို့ပြောကြည့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အမှုနဲ့ပတ်သက်ပြီးသူနဲ့လူချင်းတွေ့ဖို့လိုပါတယ်။သူနဲ့နှစ်ယောက်ချင်းတွေ့ပြီးသူ့အခြေအနေကိုလည်းအကဲခံရင်အခြားလိုအပ်တဲ့အချက်လက်တွေမေးချင်မြန်းချင်ပါသေးတယ်။အဲဒီတော့သူကနောက်ဖြန်လူချင်းတွေ့တော့လေအကျိုးအကြောင်းပြည့်စုံပြောပြပါမယ်။အခုလည်းသိချင်တာရှိရင်မေးတာမေးပါ။တယ်လီဖုန်းထဲကပဲဖြေပါမယ်လို့ကာဟွန်းကပြောပါတယ်။ဒါနဲ့ကျွန်တော်ကသူ့မှာရန်သူလို့မသိမသိဖြစ်နေတဲ့လူ ဒါမှမဟုတ်အကြီးကျယ်ရန်ညှိုးထားနေတဲ့လူရှိမရှိမေးကြည့်တော့သူကဒီလိုလူမျိုးသူ့မှာလုံးဝမရှိပါဘူးတယောက်မှမရှိပါဘူးလို့ပြက်ပြက်တတပဲဖြေပါတယ်အဲ့ဒီကမှတစင်သူ့အကြောင်းကိုသူပြောပြလို့သိရတာက तू ဟာအခုအသက်36နှစ်ရှိပြီအိမ်တော်နဲ့သားတယောက်သမီးတယောက်ရှိတဲ့အကြောင်းဆက်ပြင်စရာတယောက်အနေနဲ့ဝင်ငွေကောင်းတဲ့အကြောင်းသူ့ဇနီးကတော့တခြားအလုပ်မလုပ်ပဲအိမ်မှုကိစ္စနဲ့ ိမ်အောင်ထိမ့်သိမ့်တဲ့အလုပ်ပဲလုပ်နေကြောင်းစတဲ့အချက်တွေသိရပါတယ်။သူ့ကိုဆက်ပြင်းတဲ့အလုပ်ကလွဲပြီးတခြားဝါသနာပါတာဘာများရှိတယ်လဲလို့မေးကြည့်တော့ဘာမှဝါသနာမပါဘူးလို့ပြောပါတယ်။အရက်ဆိုင်လဲမထိုင်တဲ့ပျော်ပွဲရှင်ပွဲလဲမသွားတဲ့ဟိုအိမ်ဒီအိမ်လဲမလဲတဲ့ပဲအလုပ်နဲ့အိမ်အိမ်နဲ့အလုပ်ပဲနေ့စဉ်အချိန်မှန်သွားတက်လာတတ်တဲ့လူတစ်ယောက်ဖြစ်နေပါတယ်။နောက်ပြီးတော့သူ့အိမ်တွင်ရေအိမ်တော်ရေ တားရည်တမီးရည်နဲ့ပတ်သက်လို့ဘာပြဿနာများရှိသလဲသူတို့လင်မယားအကြမှာ အစင်မပြေတာများရှိသလားဆိုတော့ဘာမှပြောပါလောက်အောင်မရှိဘူးလို့ဆိုပါတယ်အဲ့တခုရှိတာကတော့အခုသူတို့နေတဲ့အေဗူကာကူမြို့နယ်မိုင်60လောက်ဝေးတဲ့ရွာကလေးတရွာမှာသူမိဘတွေရဲ့လက်ငုံလက်ကြံဖြစ်တဲ့လေယာဉ်ရှိနေတယ်အဲ့ဒါသူမိမကအဲ့ဒီကိုသွားပြီးလေယာဉ်လှုပ်ချင်တယ်ဒါပေမဲ့ကာဟွန်ကမြို့မှာအခြေကျနေပြီးသား ဘာလို့တောပြန်ရမှာလဲဆိုပြီးဒီကိစ္စနဲ့ပတ်သက်လို့သူနဲ့သူ့မိမဂျိုစီနဲ့နှစ်ခါစကားများဘူးတာတော့ရှိတယ်လို့သိရပါတယ်တယ်လီဖုန်းထဲမှာအဲ့ဒီအကြောင်းတွေတော်တော်လေးပြည့်စုံအောင်ပြောခဲ့ကြပြီးကာဟွန်ကသူ့နှက်ပြန်မနဲ့ကျွန်တော်နဲ့တွေ့ဖို့အပါဆိုကိုလာခဲ့ပါမယ်လို့နောက်ဆုံးပြောသွားပါတယ်ကျွန်တော်လည်းတယ်လီဖုန်းချလိုက်ပြီးကာဟွန်အကြောင်းကိုစဉ်းစားနေမိပါတယ်အခုအထိတော့ သူ့ကိုဘာရဲလို့ယရိပြက်ပြောလို့မဖြစ်သေးပါဘူး။နှက်ပြက်လူချင်းတွေးလိုက်ရရင်တော့တိတိကျကျအကဲခတ်လို့ရလိမ့်မယ်ထင်ပါတယ်။နောက်တစ်ခုရှိတာကတကယ်လို့သူဟာဒီကိစ္စကို တမင်တက်တက်စက်တန့်ထွင်နေတာဆိုရင်တော့နှက်ပြက်မနဲ့သူကျွန်တော်စီလာမယ်တော့မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲပါဆိုနဲ့သူနေတဲ့အဲဘူကာကူမြို့ဟာအတော်ကလေးခရီးလှမ်းပါတယ်။ဒါလောက်ဝေးတဲ့ခရီးကို သူ့အနေနဲ့တတ်တတ်မဲ့အချင်းကုန်ခံပြီးလာမယ်မထင်ပါဘူး။ဒါပေမဲ့ကျွန်တော်ထင်တာတွေတခုမှဖြစ်မလာပဲ။မထင်တာတွေမမျှော်လင့်တာတွေဖြစ်လာလို့ကျွန်တော်တောင်ကြီးကျယ်အားအသင့်သွားခဲ့ရပါတယ်။ကျွန်တော်ကအလို့ဆုံးတော့တယောက်အနေနဲ့အရေးကြီးရင်ကြီးတယ်လို့ကျွန်တော်ကိုဆက်သွယ်နိုင်အောင်ကျွန်တော်တယ်လီဖုန်းကိုတနေ့မှ24နာရီလုံးလုံးလူဆောင်ရှိတဲ့ကျွန်တော်ဖုန်းကိုဆက်လိုက်ရင်အဲ့ဒီဖုန်းကတစ်စင်းကျွန်တော်ရှိနေတဲ့နေရာကိုမိနစ်ပိုင်းတွင်ရောက်အောင်အကြောင်းကြားပေးပါတယ် အဲအဲ့ဒီဆက်သွယ်ရေးစနစ်ရနှက်ပြန်မနှက်ကျွန်တော်စီဆက်ဆက်လာပါမယ်လို့ပြောသွားတဲ့ကာဟွန်ဟာအဲ့ဒီညတကောင်ကျော်တနားီခွဲလောက်မှာကျွန်တော်စီကိုအလန်တကြားဖုန်းဆက်တော့တာပါပဲမစ္စတာအမီလာတယ်လီဖုန်းတွေကကာဟွန်ရဲ့အတန်းကတုံတုံရင်ရင်နဲ့ထိတ်တလန့်ဖြစ်နေပါတယ်စကားကိုလည်းခက်တိုးတိုးပဲပြောပါတယ်ဒီမဲအခုသူတို့ဒီရောက်နေကြပြီကျွန်တော်ကိုအခုပဲတတ်ကြတော့မယ်။ဘာပြောတယ် ဘသူတွေရောက်နေတာလဲခမ ्या ကဘသူကတက်မှာလဲကျွန်တော်ကလည်းစိုးရိမ်နေကြီးနဲ့ပြန်မေးလိုက်ပါတယ်နေပါဦးသူတို့ဆိုတာဘသူတွေလဲသူတို့ပဲခမ ्या ကဘဲကစကားပြောနေရတယ်လမ်းမေးတယ်လီဖုန်းယုံကပါ ကျွန်တော်အိမ်နဲ့တိတ်မဝေးပါဘူးကင်ဒီဂါရီလမ်းနဲ့ဒုတိယလမ်းတောက်မှာပါကျွန်တော်လမ်းလျှောက်ရာကပြန်လာရင်သူတို့ကိုရုတ်တရက်မြင်လိုက်ရလို့တယ်လီဖုန်းယုံနဲ့ပြေးဝင်လာပြီ ခမ ्या စီဖုန်းဆက်လိုက်တာပဲကျွန်တော်အုံနောက်ဟာခြားခြားလဲနေပါတယ်ဘယ်နဲ့လုံမလဲဘလို့လုံရမလဲအခုသူဖုန်းပြောနေတယ်အေဘူကာကူမြို့ဆိုတာ ကျွန်တော်နေတဲ့အေပါဆိုမြို့နယ်မိုင်ပေါင်း250တောင်ဝေးနေတော့ကျွန်တော်လောလောဆယ်ဘာတက်နိုင်ပါလဲသူ့ကိုဘလို့လုံပြီးအကူအညီပေးနိုင်ပါလဲခမ ्या တို့ကားနံပါတ်ကိုမြင်ရလားမမြင်ရဘူးတအောင်လေးနေပြီ သူကဆက်မေးလိုက်ပါတယ် ျွန်တော်ခုဘာဆက်လုပ်ရမလဲခမရသူတို့ကိုလှမ်းမမြင်ရဘူးလားမြင်ရရင်လူပုံမှန်တဲ့ံဘလို့နေတယ်ဆိုတာပြောပြပါလားမမြင်ရဘူးမစ္စတာအာမီဘယ်သူမှမမြင်ရအောင်ဒါပေမဲ့သူတို့အဲ့ဒီကားပေါ်မှာရှိနေတယ်ဆိုတာသိကြပါတယ်ကျွန်တော်တို့တတ်မလို့လာကြတာပါကဲဒီလိုဆိုလဲခမရဖုန်းချလိုက်တော့ဖုန်းချပြီ911ကိုလှည့်ပြီရဲကသာအကြောင်းကြားလိုက်ပါဒီကြားထဲမှာကျွန်တော်လည်းတနည်းနည်းနဲ့ခမရကိုကူညီဖို့စူးစမ်းပါမယ် ကျွန်တော်လဲပြောပြောဆိုဆိုနဲ့ဖုံးချလိုက်ပါတယ်တကယ်တော့ကျွန်တော်မှာတခြားနီလန်မရှိပါဘူးကျွန်တော်မိတ်ဆွေဂါရတီကိုဖုံးဆက်ပြီးအကျိုးကြောင်းပြောဖို့ပဲတက်နိုင်ပါတယ်ဂါရတီကလည်းသူ့ကိုညတကောင်ကျော် တနားရီနနားရီချိန်ကြီးမှမှဖုံးဆက်ရမလားလို့တိတ်ကြည့်ပုံမရပါဘူးဒါပေမဲ့မတက်နိုင်ဘူးလေခမည်းကျွန်တော်ကိုပြောထားတဲ့ကာဟွန်ဆိုတဲ့လူကိုမှတ်မိတယ်မဟုတ်လားကျွန်တော်ကစမေးလိုက်ပါတယ် ဘယ်မမတ်မိပဲနေပါမလဲဗျာကျွန်တော်ကိုအမြဲဒုက္ခပေးတဲ့လူပဲကောင်းကောင်းမတ်မိတာပေါ့ဂါရတီကအခုမှမျက်လုံးကျဲသွားပုံရပါတယ်ဘာလဲအခုခမရလဲကျွန်တော်လိုပဲထိနေပြီမဟုတ်လား तू ပြောတဲ့အတိတ်ပဲကိုကျွန်တော်နားလည်လိုက်ပါတယ် तू ဆိုလိုတာကတော့အဲ့ဒီကာဟွန်းဆိုတဲ့လူဟာဘာမှရေးရရမရှိပဲသူ့ကိုတယောက်ယောက်ကတတ်ဖို့ကြံစီနေပါတယ်ဆိုပြီးဂါရတီစီခဏခဏဖုန်းဆက်လိုက် လူကိုယ်တိုင်လာပြောလိုက်နေတတ်တတ်မဲ့ဒုက္ခပေးနေရက အခုကျွန်တော်ကိုလည်းဒီလိုဒုက္ခပေးနေပြီဆိုတဲ့သဘောပါပဲကျွန်တော်ကလည်းသူပြောတဲ့အတိုင်းကာဟွန်းဆိုတဲ့လူဟာခရောင်မဲဆိုပြီးခတ်ဆုံးစောကကျွန်တော်စီအလန်တကြားဖုံးဆက်ပြောတဲ့ကိစ္စကိုပြန်ပြောပါတယ်ဒါပေမဲ့လူလူမမဲရဲကိုအကြောင်းကြားဖို့အကြံပေးလိုက်တယ်လို့ပြောလိုက်တော့ဂါရတီကဘာပဲဖြစ်ဖြစ်သူလည်းအကျိုးကြောင့်သိရအောင်တော့စုံစမ်းကြည့်လိုက်အောင်မယ် အကြောင်းထူးရင်ကျွန်တော်ကိုပြန်ဆက်ပါမယ်လို့ပြောပြီးဖုန်းချသွားပါတယ်။ဒါပေမဲ့တိတ်မကြလိုက်ပါဘူး။နောက်တနင်္ဂနွေလောက်နေတော့ဂါရတီကကျွန်တော်ကိုဖုန်းပြန်ဆက်တော်တာပါပဲ။ဖုန်းထဲမှာသူ့အတန်းဟာအလော30ပြာကြီးပြာရာဖြစ်နေပါတယ်။ဒီမကြီးကျွန်တော်အခုရဲစခန်းကိုဆက်ပြီးကာဟွန်အကြောင်းစုံစမ်းကြည့်တယ်။ကာဟွန်မရှိတော့ဘူး။တေးပြီ။ဘာပြောလဲ။ကျွန်တော်လဲနှွေးခေါင်ခေါင်မိုးချိုးပြစ်ခံလိုက်ရတယ်လို့ တုံခါသွားပါတယ်။ဟုတ်ပါတယ်။ကာဟွန်တေးပြီဆိုတာအမှန်ပါပဲ။ဖြစ်ပုံက "तू ဟာကျွန်တော်ပြောတဲ့အတိုင်းအရေးပေါ်ဖုန်းနံပါတ်911ကိုဆက်ပြီးရဲကိုခေါ်နေတော့မှာပဲ။ပြည့်အသက်ခံလိုက်ရရှာပါတယ်။ရဲတွေရောက်သွားတော့တယ်လီဖုန်းစကားပြောခွက်ဟာဂျိုတန်လန်နဲ့တွဲလောင်းကြပြီးတီးဆိုတဲ့အတန်ရှည်မီနီတော့ရှိပါသေးတယ်။ကာဟွန်ရဲ့အလောင်းဟာတယ်လီဖုန်းယုံကလေးတဲက ကိုရမိုင်းပြင်ရောက်ပြီးလဲကြနေပါတယ်။တန်ရာကတော့ခေါင်းမှာတစ်ချက်၊ရင်ဘတ်မှာတစ်ချက်၊နှစ်ချက်စလုံးချက်ကောင်ထိထားပါတယ်။လူတသမားရဲ့ခြေရာလက်ရာနဲ့တဲလွန်စားလဲဘာမှမတွေ့ရဘူးလို့ဆိုပါတယ်။ဂါရတီကကာဟွန်ရဲ့မိမနဲ့ဆက်သွယ်ပြီးအကျိုးကြောင့်စုံစမ်းကြည့်အောင်မယ်လို့ကျွန်တော်ကိုပြောပါတယ်။ကျွန်တော်လည်းတကယ်လို့အကူအညီလိုရင်အကြောင်းကြားပါလို့ပြောပြီးဖုန်းချလိုက်ပါတယ်။ကျွန်တော်ဟာအဲဒီညကပြန်အိတ်လို့မရတော့ပါဘူး။ အဲကန်ထဲမှာခေါက်တော့ခေါက်ပြန်လမ်းလျှောက်ရင်းပူပူနွေးနွေးတည်သွားတယ်ကာဟွန်အเจ้าကိုပဲစဉ်းစားနေမိပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ကိုကျွန်တော်လည်းအပြစ်တင်လို့မဆုံးအောင်ဖြစ်မိပါတယ်အထူးသဖြင့်ကျွန်တော်ဟာကာဟွန်ကို အုံနောက်ချောင်းနေတဲ့ဂရောင်တယောက်ပဲလို့ယူဆပြီးသူပထမဆုံးကျွန်တော်စီ ဖုန်းဆက်ကလေးကသူနဲ့လူချင်းသွားတွေ့တဲ့မှရဲ့နဲ့မတွေ့ပဲပေါ်ပေါ်ဆဆနေလိုက်မိတာကျွန်တော်အမားပါပဲအခုတော့ကျွန်တော်ရဲ့ပေါ်ဆမှုနဲ့ တာဝန်မဲမှုကြောင့်လူတယောက်မတည်တည်မဲ့တည်ခဲ့ရပါပြီတကယ်လို့ကျွန်တော်သာတာဝန်တည်တည်နဲ့အလေးနဲ့သဘောထားခဲ့ရင် ကာဟွန်ဟာအခုလိုအသေးဆုံးနဲ့တည်ရမှာမဟုတ်ပါဘူးတကယ်တော့ကျွန်တော်ဟာကာဟွန်ရဲ့အမှုကို တရားဝင်လက်မခံရသေးပါဘူးသူနဲ့လူချင်းတွေ့ပြီးမှ သူ့အမှုကိုလက်ခံဖို့စီစဉ်နေတော့လူချင်းမတွေ့လိုက်ရပဲအခုလိုဖြစ်သွားရတာပါပဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီကိစ္စဒီအမှုမှာ ကျွန်တော်ပျောကပါနေတဲ့အတွက်ကျွန်တော်ဟာကာဟွန်အသက်ခံရတဲ့အေဘူကာဂူမြို့ကိုလိုက်သွားပြီးဒူသက်တရခန့်ကိုစုံစမ်းထောင်လန်းကြည့်မယ်လို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ဒါနဲ့နောက်တနေ့မနက်ခတ်စောစောအေပါဆိုမြို့ကကားနဲ့ထွက်လာခဲ့ပါတယ်။အေဘူကာဂူမြို့ကိုရောက်တော့ကျွန်တော်ဟာတတရလန်းနဲ့သဒုဋ္ဌလန်းကြားမှာရှိတယ်။မာကွက်ရိတ်တာလန်းကရဲစခန်းကို ပထမဆုံးဝင်ပြီးစုံစမ်းကြည့်ပါတယ်။ အဲ့ဒီရဲစခန်းမှာပဲကျွန်တော်မိတ်ဆွေဂါရတီကတည်သွားတဲ့ကောင်ဟွန်းနဲ့ပတ်သက်ပြီးမှုကင်းဆရာဝန်ရဲ့အစီရင်ခံစာရကောင်ဟွန်းကို လူသက်သမားကဓတမ38ပစ္စတိုနဲ့အနီးကပ်ပြတ်တက်ခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့တခြားမသိငါစရာတဲလွန်စားရဲ့လို့ဘာတစ်ခုမှမတွေ့ရပါဘူး။ကောင်ဟွန်းမသိခင်နောက်ဆုံးတယ်လီဖုန်းနဲ့စကားပြောခဲ့ရတဲ့သူကတော့ကျွန်တော်ပဲရှိပါတယ်။ကောင်ဟွန်းမသိခင်က သူ့ကိုတယောက်ယောက်ကတက်ဖို့ကြိုးစားနေပါတယ်လို့တဖောဘွားပြောခဲ့ပေမယ်ဘာတခုမှရေရရထောက်ထားမရှိခဲ့ပါဘူးဒါပေမဲ့အခုသူအသက်ခံရပြီးတဲ့နောက်အဲ့ဒီမြို့ကိုကျွန်တော်ရောက်သွားလို့ဂယုတစိုက်စုံစမ်းကြည့်လိုက်တော့မတင်ငါစရာအချက်လက်တွေတွေ့လာပါတယ်အဲ့ဒါကတော့တခါကကာဟွန်တယောက်တည်းကာမောင်းသွားရင်မမျော်လင့်ပဲသူကဟာဗရိတ်ချွေရင်းပြီးလမ်းမေးထိုးကြသွားခဲ့ပါတယ် ဒါပေမဲ့သူကအင်မတန်သတိကောင်းလွန်းလို့အချိန်မီကားကိုထိန်းနိုင်သိမ့်နိုင်ပြီးဘာတစ်ခုမှဒဏ်ရာအနာတရမဖြစ်ခဲ့ပါဘူး။အဲ့ဒီတုန်းကသူ့စိတ်ထဲမှာ ကားဘရိတ်ပေါက်သွားတယ်လို့ထင်ပြီးဘရိတ်ကိုစစ်ဆေးကြည့်လိုက်တော့သူထင်တယ်လို့ရိုးရိုးသားသားမတော်တဆဘရိတ်ပေါက်သွားတာမဟုတ်ပဲတယောက်ယောက်ကဘရိတ်ဝါယာတွေကိုဖြတ်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။နောက်ပြီးတော့တခါတခါသူဟာအိမ်မှာညစာစားပြီးအိမ်ရာမဝင်ခင် အကြီးကျယ်ကောင်းမှုလို့ဇေယဝန်နှခါသုံးကလောင်ခေါ်ရဘူးတယ်လို့သိရပါတယ်ဇေယဝန်ကအစားမလို့အစာရင်အစိတ်ဖြစ်တဲ့သဘောပဲလို့ပြောဘူးတယ်ဆိုတာလည်းသိခဲ့ရပါတယ်နောက်တစ်ခါကသူအသက်မခံရခင်6လလောက်ကလေးကသူသွားလျာနောက်ကသူ့ယောက်ဖားနဲ့ရောအမြဲလိုက်နေတာတွေ့ရတယ်လို့ဆိုပါတယ်ပထမတော့ကာဟွန်ကသူနဲ့သူ့ယောက်ဖားတွေဟာသွားရင်လာရင် လမ်းမှာမတော်တဆတွေ့ကြတယ်လို့ပဲထင်ခဲ့ပါတယ် ဒါပေမဲ့တွားလီရရမှာသူတို့နဲ့အမဲလိုလိုတွေ့နေရတဲ့အပြင်မမျော်လင့်တဲ့နေရာတွေမှာမမျော်လင့်မဲတွေ့နေရပြီးသူတို့မျက်နှာအမူအရာတွေပြန်နေတာကို ကြည့်ရခြင်းအပြင်သူ့ရောက်ဖတွေဟာသူ့နောက်ကနောက်ရောက်ခံပြီးလိုက်နေတယ်ဆိုတာတေချာပေါက်သိခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒါကို သူကမတင်ကားလို့ရဲကိုနှစ်ကြိမ်သုံးကြိမ်အကြောင်းကြားခဲ့ပေမယ့်ရဲကဘလို့မှအရေးမယူခဲ့ဘူးလို့သိရပါတယ်။ဘာပဲဖြစ်ဖြစ် ကာဟုံမတည်တယ်မဲတည်ခဲ့ရတာဟာကျွန်တော်ပယောကတစိမ့်တစ်ပိုင်းပါနေတယ်လို့စိတ်ထဲမှာကြိတ်ခဲဖြစ်နေခဲ့တဲ့ကျွန်တော်ဟာကာဟုံနဲ့ပတ်သက်လို့ရသမျှအချက်လက်တွေကိုစုံစမ်းထောက်လှမ်းပြီးတန်တရားဖြစ်စရာအသင်ကားစရာတွေမှန်သမျှခြေရာခံကြည့်ပါတယ်အခုအတိုင်းဆိုရင်ကာဟုံအသက်ခံရတာဟာ အပြင်ပက လူစိမ့်တစိမ့်ရဲ့လက်ချက်မဟုတ်ပဲဓာတ်တိအတွင်းလူတွေရဲ့လက်ချက်ပဲလို့ယူဆစရာဖြစ်နေပါတယ် ပြီးတော့ဒီပြဿနာဟာအိမ်တွင်းမပြေလည်မှုအိမ်နောင်ရေးအဆင်မပြေမှုကစပြီးတော့မိကိုကြက်လျှောက်ဖြစ်လာတာများလားလို့တွေးပြီးသူ့မိမဂျိုစီနဲ့ပတ်သက်လို့လည်းအသေးစိတ်စုံစမ်းကြည့်ခဲ့ရပါတယ်။ထုံးစံတိုင်းအိမ်နောင်နေချင်းတွေစီက ရာသမျှသတင်းအချက်အလက်တွေစုဆောင်းခဲ့ပါတယ်။ပြီးတော့ဒီအိမ်ကိုမကြာခဏဝင်ထွက်သွားလာနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေစာဖို့သမားနဲ့သတင်းစာပို့တဲ့လူတွေကအစား ကာဟွန်နဲ့စက်ယုံတယုံထဲမှာ အတူလောက်ခဲ့ကြတယ်လုတ်ဖို့ကင်မတ်တွေနဲ့နောက်ဆုံးလမ်းထဲမှာကစားနေကြတဲ့ခလေးတွေပါမကြမ်းတစ်ဖက်လဲနဲ့မေးမြန်းစုံစမ်းကြည့်ခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်ဟာလူချင်းမတွေ့လိုက်ရပဲတယ်လီဖုန်းတွေကစကားပြောဝင်တာပြောလိုက်ရတဲ့ကာဟွန်အကြောင်းကိုအတော်ကလေးပြည့်ပြည့်စုံစုံသိလာခဲ့ရပါတယ်ကာဟွန်ဆိုတဲ့ဂျိမ်းပက်ထရစ်ကာဟွန်ကို1935ခုနှစ်ဇွန်လ22ရက်နေ့က မီနီဆိုတာပြည်နယ်ဒူလုံမြို့မှာမွေးဖွားခဲ့ပါတယ်။သူကအသက်20ရွယ်1955ခုနှစ်မေလထဲမှာဂျိုစီလို့ခေါ်ကြတဲ့ဂျိုးဇက်ဖင်ဘရက်လီနဲ့လက်ချက်ခဲ့ပါတယ်။ဂျိုစီဟာကာဟွန်နဲ့မလိုက်အောင်ရုပ်ရည်ချောမောလှပတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။ကာဟွန်ကလည်းကြီးလိုက်ရင်မျက်နှာပေါက်ဆိုးပေမဲ့သဘောကောင်းတဲ့နေရာမှာနှစ်ယောက်မရှိဘူးလို့ဆိုပါတယ်။လူတိုင်းနဲ့တက်အောင်ပေါင်းတတ်ပြီး အလုံလဲအင်မတန်စူးစားပန်းစားလုပ်ရင် ကိုပိုင်ကိုပိုင်ကားနဲ့ဖြစ်လာရုံနဲ့မကပဲဒေါ်လာတသိန်းတန်အသက်အာမခံထားနိုင်ခဲ့တဲ့အပြင်သူတည်သွားတဲ့ချိန်မှာဒေါ်လာ8000ဘန်မာစုပြီးစောင်းပြီးရှိနေတယ်လို့သိရပါတယ်အဲ့ဒီထဲမှာအသက်အာမခံဒေါ်လာတသိန်းထားတယ်ဆိုတဲ့အချက်ဟာ ကျွန်တော်တို့ခြေရခံရမယ်တဲလွန်စားတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့ကာဟွန်ရဲ့အသက်အာမခံငွေကို သူတည်ပြီးတဲ့နောက်ထိုးယူခန်းစားဖို့တရားဝင်လွှဲထားခဲ့တဲ့သူက ထုံးစံတိုင်းသူဇနီးဂျူစီဖြစ်နေလို့ပါပဲဒါနဲ့ဂျူစီရဲ့သွာလာလှုပ်ရှားမှုကို24နာရီစောင့်ကြည့်ဖို့စီစဉ်ခဲ့ပါတယ်နောက်နေ့ရက်လောက်ကြာတော့ဂျူစီဟာအိမ်ကထွက်သွားပြီးဟိုဟိုရိတ်တာလန်းကမော်တယ်တဲခုခံတစ်ခုမှာအမျိုးသားတစ်ယောက်နဲ့အချိန်တော်ကြာအောင်နေခဲ့တယ်ဆိုတာသိရပါတယ်အဲ့ဒီအမျိုးသားကိုခြေရာခံပြီးစုံစမ်းကြည့်လိုက်တော့ ဂျိုစီနဲ့တိတ်တိတ်ပုံဖြစ်နေတဲ့လူပဲလို့သိရပါတယ်။အဲ့ဒီလူကိုပထမတွေ့ပြီးဂျိုစီနဲ့ပတ်သက်တဲ့ကိစ္စကို ခိုင်လုံအောင် ထောက်ထားယူလိုက်ပါတယ်။ပြီးတော့မှအဲ့ဒီခိုင်လုံနဲ့ထောက်ထားကို အပိုင်ကိုင်ပြီးဂျိုစီနဲ့ပြောင်ပြောင်တင်းနေမယ်တွားတွေ့ပါတယ်။ပထမတော့ဂျိုစီက မုံလောင်လို့ဖို့စူးစားပါသေးတယ်။ဒါပေမဲ့ကျွန်တော်ဘက်ကဘလို့မှမငင်းနိုင်အောင်အပိုင်ကိုင်မိသားဆိုတော့နောက်ဆုံးသူလဲဝန်ခံရတာပါပဲ။ဂျိုစီရဲ့အစ်စ်ခံချက်အရာ ကာဟွန်းကိုအပြောက်ရှင်းမှုအတွက်ဂျိုစီဟာ သူ့အကိုနှစ်ယောက်ကိုငွေပေးပြီးခိုင်းခဲ့တယ်ဆိုတာအထင်ရှားပေါ်လာပါတယ်။အဲ့ဒီမှာဂျိုစီရဲ့အကိုတယောက်ဟာအရင်ကယာဇဝတ်မှုတစ်ခုနဲ့ထောင်ချဘူးတဲ့ထောင်ထွက်တယောက်လို့သိရပါတယ်။ Lawrence လို့ခေါ်တဲ့အဲ့ဒီလူနဲ့ Teddy ဆိုတဲ့အကိုနှစ်ယောက်ကိုကာဟွန်းကိုတတ်ပေးရင်ဒေါ်လာ5000ပေးမယ်လို့ဂျိုစီကဂရိပေးခဲ့တယ်ဆိုတာသိရပါတယ်။အဲ့ဒီဒေါ်လာ5000ဆိုတာလေ ကာဟွန်ရဲ့အသက်အာမခံဒေါ်လာတသိန်းတည်းကခွဲပေးဖို့စီစဉ်ထားပါတယ်လို့ဂျိုစီကဝန်ခံပါတယ်။ကာဟွန်ကိုတနက်နေ့ပြစ်ခဲ့တာကတော့လော်ရင့်စ်ပဲလို့သိရပါတယ်။လော်ရင့်စ်နဲ့တက်တီတို့နှစ်ယောက်ဟာကာဟွန်ကိုပြစ်တက်ခဲ့ကြပြီးအခုလောလောဆယ်လော့စ်အင်ဂျလစ်မြို့မှာ ပုံနေကြပါတယ်။ကာဟွန်ရဲ့အသက်အာမခံငွေထုတ်ပြီးမှဂျိုစီနဲ့လာတွေ့ဖို့စီစဉ်ထားကြတယ်လို့သိရပါတယ်။ဒီအတိုင်းဆိုတော့ဒီအမှုဟာ အစာဆုံးရုပ်လုံးပေါ်နေပါပြီ။အဲ့ဒီတော့ကျွန်တော်လဲကျွန်တော်စုံစမ်းထောက်လှမ်းလို့ရတယ်အချက်လက်တွေအားလုံးကိုအထောက်အထားတွေသက်ဆိုင်ရာကာယကံရှင်တွေရဲ့ဝန်ခံချက်တွေနဲ့တကွသူတို့ရဲ့နေရက်လိပ်စာတွေနာမည်တွေအားလုံးစုပြီးကျွန်တော်မိတ်ဆွေအစိုးရလက်ထောက်ရှိနေဂါရတီလက်ကိုအပ်လိုက်ပါတယ်။တရားဥပဒေအရကျန်တဲ့လိုအပ်တာတွေကို သူဝဲဆက်လုပ်သွားပါလိမ့်မယ်။ကျွန်တော်သိရသလောက်ဂါရတီဟာ ပထမဆုံး ဂျိုစီနဲ့သူ့အကောင်ကိုဖန်ဝရံထုတ်ပါလိမ့်မယ်။တစ်ဆက်တည်း Los Angeles ကိုရောက်နေကြတဲ့လူသက်တရခန်နှစ်ယောက်ကိုဖမ်းဖို့စီစဉ်ပါလိမ့်မယ်။ပြီးမှသူတို့အားလုံးကိုသူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုနဲ့ထိုက်တန်တဲ့အပြစ်တွေရအောင်တရားရုံးမှာစူးစမ်းဖို့ပဲရှိပါတယ်။အခုထိဆိုရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ကတော့အခြေအနေကြီးကြီးနဲ့သွားခဲ့ပါပြီ။အထူးသဖြင့်တေသွားတဲ့ကာဟွန်နဲ့ပတ်သက်ပြီးကျွန်တော်တတ်နိုင်သလောက် ရာဇဝင်ကြီးဆက်လက်ရတဲ့အတွက်စိတ်ချမ်းသာသွားခဲ့ပါပြီ။နားဆင်ပေးသူအားလုံးကျေးဇူးတင်ပါတယ်။